ားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျွမ်းဝ channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ထိုင်းရဲ့နာမည်ကျော် street food တစ်ခုဖြစ်တဲ့ဖတ်ထိုင်းကိုအိမ်မှာကြော်စားမှာဖြစ်ပါတယ်ဖတ်ထိုင်းကြိုက်တဲ့သူတွေလည်းတူတူလိုက်လို့စားလို့ရအောင်လုံနည်းလေးကိုညှော်ပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ ဖတ်ထိုင်းကိုပဇွန်နဲ့ကြော်မှာဖြစ်တဲ့အတွက်ပထမဆုံးပဇွန်ကိုရေးသေးချာဆေးပြီးတော့အခုခွာထားပါမယ်။ပဇွန်ခေါင်းတွေကိုတော့ကြော်တဲ့ထဲမှာမထည့်တော့ပါဘူး။အဲဒါကြောင့်ပဇွန်ခေါင်းတွေကိုတော့ဖေးထားပါမယ်။ပဇွန်ခေါင်းတွေကိုဘယ်လိုပြန်ပြီးတော့တင်ဆက်ရမယ်ဆိုတာကိုတော့ဗီဒီယိုလေးအစုံမှာပြောပြပေးပါမယ်ခင်ဗျာ။ပဇွန်ကတော့ကိုယ်စိတ်ကြိုက်ပမာဏထင်နိုင်ပါတယ်။ဖတ်ထိုင်းခေါက်ဆွဲကိုတော့တဏှာကြီးလောက်ကြိုပြီးတော့ရေစိမ့်ထားပါမယ်။ခေါက်ဆွဲပဲရေစိမ့်ထားတော့မှပဲဖတ်ထိုင်းအတွက် sauce စပ်ပါမယ်။မကြီးသေးကိုရေနွေးဒါမှမဟုတ်ရင်ရေနဲ့ခက်ပြစ်ပြစ်လေးဖြောထားပါမယ်။ ပြီးရင်တော့ sauce ဖြော်မဲ့ပကံလေးကိုပြန်ပြရေးခမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်ဖြော်ထားတဲ့မကြီးသည့်အနှစ်ကိုခမင်းစားစွန်းနဲ့တစ်စွန်းခွဲထည့်ပါမယ်တံမြရာရီတို့ခမင်းစားစွန်းနဲ့ဇွန်းတစ်ဝက်ထည့်ပါမယ်အယုတ်စီရလက်ဖက်ရည်စွန်းနဲ့တစ်စွန်းအညာရီကို ထမင်းစားစုံတစုံခွဲစားနဲ့ မယုတ်သီးမုံကိုထမင်းစားဆုံးဇွန်းတဝက်စာထည့်ပြီးတော့တေချာလေးပျော်သွားအောင်ဖြောလိုက်ပါမယ်။အခုအချိုးစားတော့ဖတ်ထိုင်းခေါက်ဆွဲကျော်၃ဘွဲရနေ၄ဘွဲစာအချိုးပဲဖြစ်ပါလိမ့်။ပြီးရင်တော့အရသာမြည်ကြည့်ပါမယ်။ဆော့စ်ရဲ့အရသာကချိုးချင်းငန်ဆက်အရသာ၄မျိုးလုံးမျှတနေရပါမယ်။ပြီးရင်တော့ပဲပြောင်စားရည်စိတ်ပါမယ်။ကြည်တဲကိုစားတစ်စွန်းထည့်ဖြောလိုက်ပြီးရင်ပဲပြောင်15မိနစ်လောက်စိမ့်ထားပါမယ်။ပဲပင်ပေါက်ကိုလည်းရည်နဲ့နှာခေါက်သုံးခေါက်လောက်ဆင်အောင်ဆေးထားပါမယ် ကူဆိုင်လို့ခေါ်တဲ့ကြက်သွန်ဖြူအပင်ကိုတော့ရေးစေးပြီးတော့လက်တက်စစ်စာလေးတွေရေးဖြတ်ထားပါမယ်။ပတ်ထိုင်းကြော်တဲ့အခါမှာထဲဖို့နဲ့ကြော်ပြီးသွားရင်ဖြူဖို့အတွက်မြေပဲကိုမညက်တညက်ထောင်းထားပါမယ်။ကြက်သွန်ဖြူဦးကြီးတဝက်လောက်ကိုလည်းမညက်တညက်အနေနဲ့ထောင်းထားပါမယ်။အစွန်ကြောက်ကတော့ကိုယ်စိတ်ကြိုက်ပမာဏထည့်ပြီးတော့ကြော်လို့ရပါတယ်။ ပကံတစ်ခုတည်းကိုကြောက်နှလုံးဖောက်ထည့်ပြီးတော့အကောင်အနှစ်ကိုအကုန်ရောပြီးတော့ခလောက်ထားပါမယ်ပြီးရင်တော့စားရည်စိမ့်ထားတဲ့ပေးပြကိုရေစင်အောင်ပြန်စည်းလိုက်ပြီးတော့အတုံးသေးသေးလေးတွေလှီထားလိုက်ပါမယ်ခင်ဗျာအခုလိုအပ်တာတွေလည်းပြင်ဆင်ပြီးသွားပြီခောက်ဆွဲရေစင်ထားတာကလည်း ခုလိုမျိုးအနေထားရသွားပြီဆိုရင်တော့အထိုင်းကိုစပြီးတော့ကြော်ပါရုံးမယ်ခင်ဗျာပထမဆုံးပေးပြကြော်ဖို့အတွက်အိုးထဲကိုစီးနေငှက်ထည့်ပြီးတော့ပူပေးလိုက်ပါမယ်စီးပူလာပြီဆိုရင်တော့ဆန်ွင်းအနေငှက်ထည့်ပါမယ်ပြီးရင်တော့လှီးထားတဲ့ပေးပြကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်ခင်ဗျာပေးပြကစီးတီမက်တီမှာရောင်းတဲ့ဖိတိတ်ထားတဲ့ပေးပြအညူဆိုရင်တော့ခောက်ဆွဲကိုကြော်နေနေမှာကြောကြော်လို့ရပါမယ် အခုပေးပြတော့ပုံမှန်စီးမရောက်နဲ့ပေးပြဖြစ်လို့ကြည်လွယ်တဲ့အတွက်ရောကြော်ရင်ပြဲကုန်မှာဆိုလို့အရင်ဆုံးကြော်လိုက်တာဖြစ်ပါတယ်ကြော်တာမျက်နှာပြင်လေးတွေတင်းတင်းလေးဖြစ်ပြီးတော့မာသွားပြီဆိုရင်တော့ပုဂံတစ်ခုတည်းကိုဆေးထားပါမယ်ပြီးရင်တော့ပေးပြကြော်ထားတဲ့အိုးမဆေးတော့ဘဲနဲ့တ िश ူးနဲ့ပဲပြန်သုံးလိုက်ပြီးတော့ဖတ်တိုင်းဆက်ပြီးတော့ကြော်ပါမယ်အိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်အိုးနဲ့နဲ့ပူလာပြီဆိုရင်တော့ကြက်တူပြီးကိုအရင်ထည့်ပြီးတော့စီတတ်ပါမယ်။စီရမ်းပူမှထည့်ပြီးတော့စီတတ်တာတဲ့အိုးစပူတွေက စီထဲတက်ရင်အနံ့ပိုးပြီးတော့မှုရပါတယ်။ကျက်သွင်ပြူအနံ့လေးမှုပြီးတော့အနားလေးတွေကျက်လာတဲ့အထိစီတက်ပြီးသွားရင်တော့ပစုံကြောက်ကိုထည့်ပါမယ်။ကျက်သွင်ပြူရဲ့ပစုံကြောက်ရဲ့တေချာလေးနှက်သွားအောင်လို့ဝေးလိုက်ပြီးရင်တော့ပစုံကိုထည့်ပြီးတော့ကြော်ပါမယ်။ပစုံကတော့အကျက်မြန်ပါတယ်။အနီရောင်တန်းပြီးတော့ကွေးလာတဲ့အထိကြော်ပေးလိုက်ရင်ရပါပြီ။ခုလိုမျိုးပစုံလေးတွေကအနီရောင်တန်းပြီးတော့တောင့်တောင့်ကွေးကွေးလေးတွေဖြစ်လာရင်တော့ဆော့ဆော့ကခတ်ပြီးတော့ဖယ်ထားတဲ့ပေးပြားကိုထည့်လိုက်ပါမယ်။ စုံပေးပြစတဲ့ပါဝင်တဲ့အစာရေးသေချာနှံ့အောင် မှွေကြော်လိုက်ပြီးတော့ဖတ်တိုင်းခေါက်ဆွဲကိုထည့်ပါမယ်။ပြီးရင်တော့ခေါက်ဆွဲနဲ့အစာလေးသေချာလေးတမတော်မှွေပြီးတော့ကြော်ပေးပါမယ်။ခေါက်ဆွဲကမာမာလေးဖြစ်နေပြီမယ်။ဆန်ခေါက်ဆွဲဖြစ်တာမို့လို့ကြော်နီးနဲ့ပျော့သွားမှာပဲဖြစ်ပါလိမ့်။အနည်းငယ်တမအောင်မှွေလိုက်ပြီးရင်တော့ဆက်ထားတဲ့ sauce ကိုထည့်ပါမယ်။ကိုဆက်ထားတဲ့ source က၃လေးဘွေးစာဖြစ်တာမို့လို့အကုန်လုံးထည့်လိုက်စရာမလိုပါဘူး။၄စုံ၅စုံလောက်အရင်ထည့်ကြော်ပြီးမ ခောက်ဆွဲအနေထားခောက်ဆွဲအရသာပေါ်မူတည်ပြီးတော့လိုအပ်သလိုထပ်ထည့်ပါမယ်ခင်ဗျာ sauce ထည့်ပြီးသွားရင်တော့တေချာလေးတမအောင်ဝင်ပြီးတော့ကြော်ပေးလိုက်ပါမယ်ကြော်နေနဲ့ခေါက်ဆွဲရအီအီထွေထွေလေးဖြစ်လာမှအောင်တွေးရမှာပဲဖြစ်ပါတယ်။တေချာတမတော့မှွေပြီးကြော်လိုက်ပြီးပြီဆိုရင်တော့ပဲပင်မောက်ထည့်ပါမယ်။ပြီးထားတဲ့ကျူဆိုင်လေးထည့်ပါမယ်။ပြီးရင်တမအောင်ထပ်မှွေပြီးတော့ကြော်ပေးပါမယ်။ ကြော်နေနဲ့ခေါက်ဆွဲကအရင်ခြောက်တယ်ထင်တော့ရေလေးအမင်းငယ်ထည့်ပြီးတော့ကြော်နိုင်ပါလေ။သေချာတမအောင်ငွေပြီးသွားလို့ရတာအပေါ့ငံမိကြည့်လို့ရတာအပေါ့ငံလိုရဆိုရင်တော့ source ကိုလိုတယ်လို့ထပ်ထည့်လို့ရပါလေ။ပြီးရင်တော့ခေါက်ဆွဲကိုအိုးတစ်ဖက်ကိုတွန်းလိုက်ပြီးတော့စီအင်းငယ်ထည့်ပြီးတော့ခလောက်ထားတဲ့ကြက်အိုးကိုထည့်ပြီးကြော်ပါမယ်။ ကျက်ဦးအနေငယ်ကျက်စပြုတ်ပြီဆိုရင်တော့ခေါက်ဆွဲနဲ့တမောက်ကိုပြန်မှွေပြီးတော့ draw ပြီးတော့အကုန်လုံးကြော်ပေးပါမယ်။အကုန်လုံးတမောက်အောင်မှွေပြီးသွားရင်တော့ထောင်းထားတဲ့မြေဘဲကိုထည့်လိုက်ပါမယ်။မြေဘဲကတော့တဝက်ပဲထည့်ပါမယ်။တဝက်ကိုတော့ပွဲပြင်ပြီးတဲ့အခါမှာဖြူဖို့အတွက်ခြံထားပါမယ်ခင်ဗျာ။မြေဘဲထည့်ပြီးတမောက်အောင်မှွေပြီးသွားလို့ခေါက်ဆွဲလေးကလည်းဤသွားပြီးအရသာလည်းစိတ်ကြိုက်နေထားရသွားပြီဆိုရင်တော့ဖတ်ထိုင်းကြော်ရရပြီပဲဖြစ်ပါတယ်။ ဖက်ထိုင်းကကြော်ပြီးပြီးချင်းပူပူလေးစားမှကောင်းတာမို့လို့ပူပူနွေးနွေးလေးစားလို့ရအောင်ခက်လိုက်ပါခင်ဗျာပြီးရင်တော့မြေပဲလေးဖြူလိုက်ပြီးတော့အချင်းကြိုက်တယ်ဆိုရင်တံမြာသီးလေးညှစ်ပြီးတော့သုံးဆောင်လို့ရပါပြီဖက်ထိုင်းဆိုတာဆန်ခေါက်ဆွဲကိုကြော်ထားတဲ့ထိုင်းရိုးရအစားအစာတစ်ခုဖြစ်ပြီးတော့ထိုင်းမှာအစားများကြတဲ့ street food တစ်မျိုးလည်းဖြစ်ပါတယ်ဆန်ခေါက်ဆွဲပစွန်မြေပဲပဲပင်ပေါက်စတာတွေကို ချင်းချင်းချိုချိုငငန်ဆက်ဆက်ဖြစ်အောင်လို့တေချာဆက်ထားတဲ့အချင်းရင်နဲ့ကြော်ပြီးတော့ပူပူနွေးနွေးစားရတဲ့ထိုင်းနိုင်ငံရဲ့လူတီများတဲ့အစားအစာတစ်မျိုးဖြစ်တာမို့လို့ထိုင်းစာကြိုက်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးတွေအတိုင်းအိမ်မှာကိုယ်တိုင်လိုက်ပြီးတော့ကြော်စားကြည့်လို့ရပါပြီခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုန်လုံကြီးကိုအပတ်စဉ်တနင်္လာဗုဒ္ဓဟူးနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော် နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะဘိုင်ဘိုင်နောက်ဆက်တွဲလေးအနေနဲ့ပဇွန်ကိုင်တော့ကပိုတဲ့ပဇွန်ခေါင်းလေးတွေကိုလှုပ်မပစ်ဖဲနဲ့အကျိုးရှိအောင်ဘယ်လိုပြန်သုံးမလဲဆိုတာကိုပြောပြပေးပါမယ်ပထမဆုံးပဇွန်ခေါင်းထဲကအညစ်အကြေးအိတ်ကလေးတွေကိုဖယ်ပြပါမယ်ပြီးရင်တော့ပဇွန်ခေါင်းတွေကိုအိုးထဲမှာထည့်ပြီးတော့ညီရဲလာတဲ့အထိနီးနဲ့လျှော်ပေးပါမယ်ခုလိုမျိုးပဇွန်ကောင်းလေးတွေကညီရဲလာပြီဆိုရင်တော့ပဇွန်ကောင်းမြုပ်ယုံရေနှင်းငေထည့်ပြီးတော့စူအောင်ဆက်ပြီးတော့ထည့်ထားပါမယ်။ ုလိုမျိုးစူးပွက်လာတဲ့အထိတည်ပြီးသွားရင်တော့ပစုံခေါင်းတွေရောပစုံတည်ထားတဲ့အရည်ပါဗလန်ထားထဲမှာထည့်ပြီးတော့ကြိတ်ပလိုက်ပါမယ်။အကုန်လုံးကိုတေချာညက်သွားတဲ့အထိကြိတ်ပြီးသွားရင်တော့အရည်ကိုစကားနဲ့စစ်ထားပါမယ်။ရလာတဲ့ပစုံရည်တွေကိုခဲပြီးတော့တင်ထားလိုက်မယ်ဆိုရင်တော့လေလွေ့မဖြစ်တော့ဘဲနဲ့နောက်ပိုင်းတုံရမ်းဟင်းညိုချက်တာဖြစ်ဖြစ်ထည့်ပြီးတော့အသုံးပြုနိုင်တာမို့လို့အိမ်မှာပစုံကောင်းတွေကိုလှုပ်ပြမယ့်အစားဒီနည်းလေးတိုင်းတင်ထားလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ